မင်္ဂလာပါတာလို့သမီးတို့ရေအသီးတွေကိုလိုက်ဖမ်းတဲ့ game part 5အပိုင်း9ကနေပြန်လဲကြိုးဆိုပါတယ်အဲ့ဒီတော့အရှိက part 1ကနေ40မပြီးသေးရင်ပြီးအောင်လုပ်ပေးထားပါလေ့ကျင့်ပေးထားပါနော်အဲ့ဒီတော့အရှိအပိုင်းမှာပါပြီးထားပြီလဲဆိုတော့ဆရာတို့ကဒီမှာ ် app တွေနှိပ်လို့ရှိရင် app တွေနဲ့ down arrow တွေနှိပ်လို့ရှိရင် flying falling ပေါ့နော်အဲ့တော့ဒီမှာကြည့်အောင်အပေါ်သွားတယ်အောက်ကိုသွားတယ်ဘေးညာဟာဘေးညာတော့ရင်မှားနေရယ်နော်အဲကမှားနေရပြန်ပြင်ရအောင်ကွာမှားနေရပြန်ပြင်ရအောင်နဲ့မှားနေရပြန်ပြင်ရအောင်နဲ့အဲ့တော့ဟော if ကဒီဘက်မှာဖြစ် if အစတည်းလို့ဖြစ်နေတယ်ဒီမှာကြည့် if ကဒီ if clear ဒီနားလေးမှာရှိနေအဲ့တော့ဘယ်ညာအလုံးမလုပ်ဘူးအကြောဒီ if ကအတီကောင် ဖယ်လိုက်မယ်။အော်ဖယ်လိုက်မယ်။ပြန် run ကြည့်မယ်။အပေါ်အောက်သွားတယ်။ဟောတိလာဒါဆိုရင် Harry coat ကအလုံးမဖြစ်ဘူးပြောတယ်။အဲ့တော့ဆရာကဒီအောက်နားလေးမှာအဲဒီမှာကြည့်ရအောင်ဒီ if ကနော် Harry if ကဘယ်မှာမှပြီးလဲဆိုတော့ဒီအောက်မှာပြီးတယ် switch costume to falling မှာပြီးသွားတယ်။အဲ့တော့သူ့ကိုဒီအောက်မှာထားမှာအဲ့လိုမဟုတ်ဘဲနဲ့ဒီ switch costume to ရဲ့အောက်ကဒီခရမ်းရဲ့အောက်မှာသွားထားလိုက်လို့ရှိရင်အလုံးမဖြစ်တော့ဘူး။ ဒါကြောင့်ဒီလိုထားလိုက်မယ်ကဲထားပြီးတော့ကြည့်မယ်ဟော left right ပြန်နေလိုက်မှန်သွားပြီလားဟေ့ yes that's it ကဲရပြီဒါ code တွေကိုလိုက်ပြီးတော့ troubleshoot ပေါ့နော်အာဒုက္ခတွေကိုပြစ်တာမဟုတ် trouble shoot ဆိုတာပြဿနာဘယ်နှမှာဖြစ်နေအောင်ဆိုတာလိုက်ပြီးအဖြေရှာတာပေါ့ကွယ်။ကဲအခုဘာလုပ်မလဲဆိုတော့ timer တွေ score တွေတွားရအောင်နော်။ timer တွေ score တွေတွားရအောင်။အဲ့တော့ ဆရာကတော့ဘာလုပ်မလဲဆိုတော့ကတခုလေးထည့်ရအောင်ဒီကောပန်းသီးစားမယ်အကြောင်ပန်းသီးစားခိုင်းမယ်ကျွန်တော်ပန်းသီးရောစားလားမသိဘူးနော်တကယ်လည်းမစားနဲ့တော့နော်အဲရကြောင်လေးရှိရင်ပန်းသီးကျွေးကြည့်ပါအောင်ကွာစားပါမလားဆရာတော့အိမ်မှာကြောင်မရှိတော့မသိဘူးကျွေးကြည့်ပါအောင်ပန်းသီးမစားရင်ငြုပ်သီးကျွေးကြည့်နော်ငြုပ်သီး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 လေးကျွေးကြည့်ကဲဟိုဒီတစ်ခါတော့ပန်းသီးလေးပဲကြွေးကြည့်အောင်နော်နောက်တစ်ခါမှငရေဦးသီးလိုပါကြွေးကြည့်ရပါတော့နော်โอเค โอเคเนาะคุยเล่นี่ก็ใช่ล่ะคุยเล่นี่ก็ดีจริงๆเนาะแกฮอบบี้ดิคราวนี้เอ่อดิมาจี้อ่ะดิคราวดีဖြစ်တော့มาเสียนี่ดิซ่าจินแล้วไม่ดีอะตันสกายတော့มาก่อนพี่แกจี้อ่ะกวยเป็นดิเลอะนิยองเลยซ่าจินเสียเลยยัมมี่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 ทัมมี่ကဲ Apple APP လေး Apple Bandy အဲ့ Bandy လေးကိုစားမယ်မစားခင်စားလို့မရသေးဘူးနေအောင် လေးကိုနှိပ်လိုက်တာနဲ့ဒီကောင်ကြီးကလည်းပေါ်နေတယ်။ပန်းသီးကလည်းအကြည့်ပဲ။ကဲကြောင်နဲ့ပန်းသီးနဲ့ကြည့်ပါဦး။ကြောင်ကပန်းသီးကကြောင်လောက်အကြည့်ဖြစ်နေ။အဲ့တော့မဟုတ်သေးဘူး။အဲ့တော့ဆရာတို့ကဒီပန်းသီးမှာမလုပ်မလဲဆိုတော့ကဆာဆာချင်း one green flag clicked ။အဲ့ဆရာကြောင်သားတယောက်တပည့်တယောက်အမှတ်မိ။ one green quack quick အဲသူကလည်း one green quack quick သူကလည်းစတာပေါ့နော်ဟာတာ။ one green quick quick အဲ့တော့ one green quick quick ကိုနှိပ်လိုက်ပြီးဆိုတာ ਨੇ green flag ကိုနှိပ်လိုက်ပြီးဆိုတာ ਨੇ ဘာလို့မလဲပန်းသီးလေး size လေးသိရအောင်ဘလို့သိမလဲ size ဆိုတော့ဘယ်ထဲမှာလဲ motion ထဲမှာရှိပါမလားပုံစံထဲမှာပေါ့အဲ့တော့ set size to 50% 50ဆိုတာတဝက်ကိုပြောတာเนาะနှစ်ယောက်ရှိရင်တယောက်ကတဝက်လေးယောက်ရှိရင်နှစ်ယောက်ကတဝက်အဲ့တော့ကဲနေကြည့်ပါဦးခင်ဗျာ တဲတဲတဲနေလိုက်ပြီနေလက်ချင်ပန်းတိရသေးသွားပါပြီကွဲโอเคအဲ့တော့ကဘာလှုပ်ချင်တာတော့ဒါပန်းတိလေးရအရင်စဒါလေးရင်စလှုပ်အောင် ပြီးတော့ဆရာတို့ဘာလှုပ်မလဲဆိုတော့ကဒါလေးသွားရအောင်အာထိုင်မာလေးသွားရအောင်ထိုင်မာလေးเนาะထိုင်မာလေးထိုင်မာလေးရင်တော့ဒါထိုင်မာသွားဖို့တဲ့ variables ကိုရင်လှုပ်အောင် variables ကိုနှိပ်ပဲဒီမှာဘယ်ဘက်ကတဲ့ variables ကိုနှိပ်နှိပ်ပြီးလို့ရှိရင်အာ make a variable make a variable ကိုသွားမယ်သူ T I M E R sorry T I M E R for all surprise ကိုတေချာယူထားပြီးသားဖြစ်ရမယ်เนาะအဲ့တော့ဒါဘာဒါမှ तू อ่ะဒီထဲမှာရှိတဲ့ game ထဲမှာရှိတဲ့ sprite တွေအကုန်လုံးမှာဒီ timer ကိုယူသုံးလို့ရမယ်ယူသုံးလို့ရမယ်ကဲအဲ့တော့ဒါ timer အဲ့တော့ဒီဟာလေးကိုချုပ်ထားလိုက်ပြီးနောက် variable ကိုနောက်တစ်ခု make a variable တော့ပြီး S C O R E score เนาะ score အမှတ်လေးပေါ့ကွယ် ်ဖြုတ်ထားလိုက်မယ်။ Okay ဒါလေးတွေကနှိပ်မိတဲ့တယ်ရှောက်နှိပ်မိတဲ့တယ်ဒါမျိုးတွေဖြစ်မှာဆိုလို့เนาะဒါလေးတွေဖြစ်မှာဆိုလို့ဆရာတို့ကဘာလုပ်မလဲဆိုတော့ကအဲတော့ဘာလုပ်မလဲဘာလုပ်မလဲဆိုတော့ကဆဆချင်းเนาะဆဆချင်းဆရာတို့ဘာလုပ်မလို့ဆိုဒီဟာတွေကို ဟိုဟိုလောက်ရအောင် green flag နှိပ်လိုက်တာ ਨੇ ဒီ timer တွေဘာတွေကိုဘယ်လိုလုပ်မလဲ zero อ่ะဒီထားမလားဘာလုပ်မလဲညလုပ်မလဲအဲ့တော့ဒီ timer ကဘယ်မှာစထားလို့ရလဲဘယ်မှာစထားလို့ရလဲဟဲ့ဆရာဘာနှိပ်မိညနှိပ်နှိပ်လို့မရဘူးလားအော်ဒီမှာကိုပေါ်ပြီ sorry sorry okay အဲ့တော့ တို့ကဘယ်လိုချိန်မှလဲ green flag ကိုနှိပ်တဲ့ချိန်မှမဟုတ်ဘူး play ကိုနှိပ်မှထိုင်မှစမှာဟုတ်တယ်နော်ထိုင်မှကိုစမှာအဲ့တော့ဇာတ်လို့ event နဲ့ကိုသွား one nine receive game start အဲ့တော့ one nine receive game start ကိုသွားပြီ one nine receive game start ကိုသွားပြီအဲ့မှာမလုပ်ကြမလဲအစောက variables တွေကိုစရအောင် timer oops sorry set timer ကို0 timer 0ဆိုတော့အခုမှစမယ်ပေါ့ပြီးရင်သူ duplicate လုပ်ချင်လဲရတယ်ဒါ duplicate လုပ်လိုက်လို့ရှိရင် score ကလည်း0ပဲ okay เนาะအဲ့တော့ set ပြီးရင်ပြီးရင်ဆရာတို့ဘာလုပ်မလဲဆိုတော့ show လုပ်ရအောင် show ထပ်လုပ်လိုက်မယ် timer လုပ်လိုက်လို့ရှိရင်အာဒီလိုပေါ့เนาะဒါ now score ကိုနေလဲ okay အဲ့တော့ကြည့်ရအောင်နေပြီ play နေပြီ

ပုံမှန်ရပါတယ်โอเคဟုတ်ပြီเนาะအဲ့တော့သူအရာလေးထပ်နေရပါဘူးโอเคโอเคရပြီအဲ့တော့ဒါဆိုသဘောပေါက်သွားပြီเนาะဆက်စချင်း play စနေလိုက်ပြီဆိုမှဆိုတာနဲ့သူကထိုက်မှောက်စပဲအခုစတဲ့ဟာပါပြီလားမပါသေးဘူးเนาะမပါသေးဘူးကဲမပါသေးဘူးဆိုရင် timer ကိုစမယ် timer ဆိုပါလို့ဆိုတော့ဆရာတို့ second လေးပေါ့1 2 3 4အဲ့တော့1 2 3 4အဲ့တော့အဲ့တော့ဘာလို့ဘာလို့ပြောမလဲ repeat ဟာ repeat 10ပေါ့ကွာ okay repeat 5လို့အရင်စပေးကြည့်အောင်5ဆိုတော့5 second ပေါ့ဒီ game လေးကို5 second နဲ့စအောင်5 second ဆိုတော့သူဒါပြီးရင် wait 1 seconds အဲ့တော့ repeat ဒီမှာဒီထက်မှာ repeat က5ဆိုတော့5ချိန်လုပ်ပါတယ်5ချိန်တည်းမှာဘာလုပ်မှလဲ wait 1 second ဆိုတော့1 2 3 4 5ပေါ့ဒါပဲ okay နော်အဲ့ဒါပြီးလို့ရှိရင်ဘာလုပ်မှာဆိုတော့ဒီ timer ရဲ့ score ကိုပြောင်းပြရအောင် timer ကဘာဖြစ်ရမှာလဲဆိုတော့အဲ့ဒါ very best တဲ့သူက change timer by one แกนี่จะเอาสานบี play สานบีเนาะจี timer จีละ one two three sorry ไม่มีเอาเนี่ยด้วยอาเปียนได้ไหม one two three four five ดาเวงาที่เวสัมมิจีดา โอเคเนาะဒါပဲเนาะအဲ့ဒါဒါဆရာတို့ time ပါအဲ့တော့ဒီခါ game ကလည်း5 seconds လောက်ပဲ sort နေဘာမှတိတ်တော့အတိတ်ပဲမရှိရောဆရာတို့က second 20ပေါ့เนาะ20လောက်အရင်စ sort ကြည့်ရအောင် repeat 20ပေါ့เนาะ second 20လောက်စ sort ကြည့်လိုက်မယ်ကဲအဲ့တော့ဒါဒီဒီမှာဆရာတို့ဒါ second 20စ sort ကြည့်ပြီโอเค ဟုတ်ပြီအဲ့တော့ဒီဟာလေးရနေပြီဟုတ်ပြီဗျာဟုတ်ပြီဒီတစ်ခါနောက်ထပ်ဘာထပ်လို့မလဲဆိုတော့တို့ပန်းသီးလေးကိုเนาะပန်းသီးလေးကိုအာပေါ်အောင်လောက်ကြရအောင်ပန်းသီးလေးဘယ်နားမှာပေါ်မလဲเนาะပန်းသီးကပန်းသီးကိုကြောင်းကလိုက်စားมาဖြစ်တဲ့အတွက်အစိုးကဆက်ဆက်ချင်းมาအာဒီဒီအားလေးပြီးသွားပြီเนาะ190 game start လေးပြီးသွားပြီ ဲတော့ now when i receive game start ကိုနောက်ထပ်တစ်ခုထပ်လုပ်မယ်ဒါ one green flag click ကပြီးသွားပြီအဲတော့ one green flag click ကိုမလုပ်တော့ပဲနဲ့ဒီကလုံးလဲရအောင်ဘယ်ကိုပြန်ဖြတ်လိုက်မယ် when i receive game start မှာ set size to 50%ဒါလည်းရတယ် okay နော်ဒါလည်းရတယ်ဟုတ်ပြီပြီးရင်သူ့ရဲ့သူ့ကိုပန်းသီးကိုပျောက်မသွားအောင် ghost effect ဆိုတာရှိတယ် ghost effect ဆိုတာဘာလဲဆိုတော့ ghost effect ဆိုတာဗာလဲဆိုတော့ तू ကဟိုပါပေါ့အာမကြည့်ရနော် set ghost effect to 0အဲ့တော့ ghost effect က100ဒီ ghost ဆိုတာတရေပေါ့ကွာတရေဆိုတာလူမမြင်ရတော့ပျောက်သွားဘူးဆိုပျောက်သွားအဲ့တော့တရေတရားရခိုင်နှုန်းတရေဖြစ်သွားလို့ရှိရင်ပျောက်သွားမယ်အဲ့တော့ဒီမှာ0ဆိုတော့တရားမဟုတ်တော့မြင်နေရသေးတယ်ပေါ့โอเคအဲ့လိုမှတ်လိုက်နော်โอเคနော်ဟုတ် ಬಿ နော် all right ကဲဒါဆိုသဘောပေါက်ပြီအဲ့ဒါပြီးရင်ပန်းသီးကိုဟိုနာဒီနာပို့မယ်ကဲပန်းသီးရာဒီဘက်ဆုံးမှာရှိမယ်ကဲဒီဘက်ဆုံးမှာရှိမယ်ဆိုဒီကိုကြည့်အောင်ဒီနာလေးမှာဒီနာလေးထားကြည့်နော်ဒီအစွန်ဆုံးထားကြည့်နော်ပန်းသီးလေးရွှေ့ကြည့်အစွန်ဆုံးထားကြည့်သူရဲ့ x ကိုတွေ့လား x ကဒီမှာဆရာစီမှာတော့ -219 နဲ့ -219 ရှိတယ်ဟိုဘက်ကိုညာဘက်အစွန်ဆုံးတွေ့လိုက်လို့ရှိရင် 224ဆိုတာရှိတယ်။အဲ့တော့ဆရာတို့225ယူလိုက်မယ်ဒီဘက်ကိုလည်း minus 225ယူလိုက်မယ်။အဲ့တော့ကြည့်ကြည့်ရအောင်။ penalty ကိုပေါ်ခိုင်းမယ် game start ကိုရောက်တာနဲ့ penalty ကိုအာဘယ်နာပေါ်ခိုင်းမလဲဆိုတော့ကိုကြည့်ရအောင် change go to x ဒီမှာကြည့်အောင် go to x ဆိုတော့အကူဒီနာလေးမှာပေါ့။အကြဒီလိုဒါနှိပ်လိုက်တဲ့ဆိုတာနဲ့ penalty အဲ့နားမှာပဲရှိတာ။အကယ်၍ penalty ကိုဒါ0ထားလိုက်လို့ရှိရင် အခုဒီလိုကြည့်အောင် play နှစ်လက်ထံနဲ့ band ရ0ဆိုအလဲမှာရောက်သွားပြီเนาะ x 0ဆိုအလဲရောက်သွားပြီအဲ wine ကို50ဆိုလို့ရှိရင် wine က50ကအပေါ်မှာဆိုတော့နှိပ်လိုက်မယ်ဒီ band လေးဒီအပေါ်ရောက်သွားလိမ့်မယ်တဘောပေါ်တယ်เนาะဒါဆိုရင် wine ကဒီမှာเนาะဒါအပေါ်ရောက်သွားကဲအဲ့တော့ဆရာတို့ကအဲ့တိုင်းမထားဘူး operator ဆဲကိုသွား pick random ကိုသွား x tempo x tempo ကဒီဘက်အစုံဆုံးက -225 ဟိုဘက်က sorry -220 ပဲထားမလား225တားလိုက်ပါ225အဲ့တော့ဒီမှာကြည့်ကြည့်လိုက်မယ်ဆိုရင်တို့အခုသွားနေတာ pick random random ဆိုတာကြုံသလိုအစဉ်ပြဲနေရသွားမယ်လောလောဆယ် x နဲ့ y ရှိတယ် y ကိုတော့တို့က50လို့ပဲထားတာ50ဆိုတော့ဒီနားလေးကြောင်ကောင်းလေးနားမှာပေါ့ကြောင်ကောင်းလေး Okay เนาะအဲ့တော့ -225 ဆိုတော့ဒီဘက်ဒီဘက်မှာရှိမယ်ဘယ်ဘက်မှာရှိမယ် +225 ကကြာညာဘက်မှာရှိအဲ့နားလေးမှာသူပတ်ပြီးသွားနေလိမ့်မယ်ကဲကြည့်အောင်ခင်ဗျ play နှိပ်မယ်ဒီနော်နောက်တစ်ခါ play ထပ်နှိပ်မယ်ဟောသူနေရာလျှောက်ပြောင်းသွားအဲ့တော့ x ကအတူတူပဲ y ကိုလည်းအဲ့လိုပဲလောလိုက်အောင်အဲ့တော့ pick random ကိုသွားဒါလေးတောင်းဆိုလောလိုက်အဲ့တော့ y ကလည်းအပေါ်အပေါ်ကဲအဲ့ဆိုနှိပ်ကြည့်မယ်အဲနောက်တစ်ခါပြန်နှိပ်ကြည့် ပန်းတီပေါ်ကျင်တဲ့နေရာမှာပေါ်တယ်နောက်တစ်ခါပြန်နှိပ်ကြည့်အာပန်းတီက random position เนาะအစဉ်ပြေးနေရာမှာသူ့ဟာသူဟိုဂျုံတလူကြဘန်းပေါ်တော့ရောက်နေဒါဆိုဒီထိရမလားရမယ်เนาะဒါပေမဲ့ခဏလေးဇာတို့ကပန်းတီကိုစားမယ်အကွက်လာမယ်ပန်းတီကိုစားမယ်ပန်းတီကိုစားမယ်ဆိုဒီပန်းဒီမှာပေါ်နေတဲ့ပန်းတီလေးကိုဆရာဘာလုပ်မလဲဆိုတော့ H I D E hide လုံးလိုက်အောင်မယ်ဖွက်လိုက်အောင်မယ်ဖွက်လိုက်အောင်ကွာရောက်မင်းနေခဏလေးနေလိုက်အောင်မြင်ငါမပြသေးဘူးကွာအဲဒါမျိုးပေါ့ပြီးရင် now ပန်းသီးလေးတစ်ခုပေါ်လာအောင် create ပန်းသီးလေးတစ်ခုဖြစ်သွားအောင် create clone of myself အဲ့တော့ပြောချင်တာပန်းသီးကို random position ဟိုနေရာဒီနေရာမှာရှောက်ထားလိုက်တယ်ပြီးရင်သူ့ကို hid height ဖွက်ထားလိုက်တယ်ဖွက်ထားပြီးလို့ရှိရင် create clone of myself ဆိုရနောက်တစ်လုံးပန်းသီးနောက်တစ်လုံးဖန်တီးလိုက်တယ်။ပန်းသီးနောက်တစ်လုံးရောက်နေပြီနော်။မမြင်ရဘူးနော်။ကြည့်ကြည့်အောင်။ကြည့်လားပန်းသီးမြင်ရလားမမြင်ရဘူး။မမြင်ရဘူး။ကိမြင်ရခြင်းနဲ့ဟေးဆိုလို့ရှိရင်လွယ်ပါတယ်ကွာ။ဘာလို့မလဲ။လွယ်ပါတယ်ကွာ။ဘာလို့မလဲဟေးရှိုးပေါ့ဒါပဲပေါ့။ဒါပဲပေါ့အဲ့တော့တို့ရှိုးမလုပ်တော့ဘူးနော်။ โอเคဒီစင်တီရမယ်ဟုတ်ပြီဗျာမပြီးသေးမပြီးသေးခဏဆောင်မပြီးသေးဘူးကလုန်းတစ်ခုရောက်လာပြီဆိုရင်တို့ကသူ့ကိုစားရအောင် when i start as a clone when i start as a clone clone အဖြစ်သူစပြီဆိုလို့ရှိရင်เนาะ clone အဖြစ်စပြီဆိုလို့ရှိရင်ဘာလုပ်မလဲ ဘာလို့မလဲဘာလို့မလဲ clone အဖြစ်စပြီဆိုလို့ရှိရင်အဲ့ clone ကိုလည်းတို့က random position ကိုရအောင်သွားမယ် okay နော် random position ကိုရအောင်သွားမယ်ပြီးတာနဲ့ဘာလို့မလဲပေါ်အောင်သူ့အဲ့ရလေးပေါ်အောင်ဘာလို့ရမလဲဆိုတော့ကဆိုတာ looks တဲ့က show ကိုလာပြီးပြလိုက်နားလည်မလား okay နော်ဒီနော် one night starter's a clone pause လို့ပြီးလိုက်လို့နော် okay ပန်းသီးကိုပေါ်နေအောင်လေဘာထက်လောက်အောင်မလဲ set ghost effect to zero တေးချအောင်လောက်တာเนาะတကယ်နဲ့မလောက်လည်းရတော့ရပါပြီဒီမှာ set ghost effect to zero အဲ့တော့ဒီကောင်ကလိုလားမလိုလားနောက်ကျရင်ပြင်ပြမလိုရင်ပြန်ဖြုတ်လိုက်ပေါ့เนาะဒါပါပဲเนาะမလိုရင်ပြန်ဖြုတ်လိုက်ပေါ့ကဲအဲ့ဒါပြီးရင်ပန်းသီးနဲ့ကြောင်နဲ့တွေ့တဲ့အချိန် ကစားမှာနော်ဒီကစားမှာစက္ကန့်20အတွင်းမှာကစားမှာဆိုတော့ဇာတ်လို့ကဘာလို့လဲဆိုတော့ control တဲ့ကအာ repeat sorry forever နော် forever ကိုသွား forever ကိုသွားပြီးလို့ရှိရင်ကြောင်နဲ့ပန်းစင်းနဲ့တွေ့မှာအဲတော့ sensing နဲ့ကဒါလေးတော့မှာ touching ကိုတော့မှာအဲတော့တို့က if ကိုတော့ if ကိုတော့ပေးမယ် if ဆိုပြီးတော့ sensing နဲ့က sorry touching ကိုဒီတိုင်းထည့်လိုက် touching ဘာနဲ့ထည့်ရင်လဲ cat နဲ့ထည့်ရင်အဲ့ဒါသဘောတရားက cat လေးနဲ့ apple လေးနဲ့ထည့်တဲ့အချိန်ကျရင်ဘာဖြစ်သွားမှာတော့ဘာဖြစ်သွားမှာတော့ဟိုကောင်းကိုပန်းသီးကိုစားမယ်စားမယ်ဆိုတော့ဘာပြောအောင်ပန်းသီးပျောက်သွားမှာပေါ့ okay เนาะပန်းသီးပျောက်သွားရအောင်ပန်းသီးပျောက်သွားမယ်ဆိုရင်ဘော်က set oops you know ghost effect set မဟုတ်ဘူးကွာနော် sorry ဆရာက change လုပ်ရမှာ change ghost effect to 100 gain ကြည့်မယ်ကစားကြည့်မယ် play လုပ်ကြည့်ပြီးအဲကောင်သွားစကြည့်မယ်နော်ပျောက်သွားမယ်ပျောက်သွားပြီဟာပျောက်သွားရောနောက်တစ်လုံးစအောင်မလဲဘာမှပြည့်သေးဘူးလေရောရောင်းကြီးဒါကြည့်တော့ပန်းတီတစ်လုံးကြည့်အောင်လေ ကြောင်လေးပိုက်စာနေပြီလေဟဲကဲဒါတဲ့နော်ဒါဆိုစမပြေဘူးကွယ်ဂျပန်ဒီတလုံးထက်ကြွေးရအောင်ဘယ်ဒီတလုံးထက်ကြွေးမယ်ဆိုဘယ်လိုလုပ်ရမလို့ဘယ်လိုလုပ်မလဲဟေးဘယ်လိုထက်လို့ရမှာတော့ဒီပန်းဒီကိုဒီလုံးဝပျောက်သွားပြီလို့ရှင်ဘာလုံးလိုက်နောက်တစ်ခုကနောက်တလုံးပေါ်လိုက်ပေါ်နောက်တလုံးဘယ်လိုပေါ်မလဲ create clone of myself တတတံ ခေနော်အဲ့တော့ create clone of myself ကြည့်အောင် oops plane plane နှိပ်လိုက်တယ်ဟောတွေ့လား plane နှိပ်တယ်ဘယ်လိုဖြစ်သွားတော့ဟာပန်းသီးတွေအများကြီးပေါ်နေ something strong တခုခုမှားနေပြီတခုခုမှားနေပြီဘာလို့ပန်းသီးပေါ်သွားလဲအဲ့တော့ create clone of myself ဒီအောက်ကိုထားလို့ရလားဒီအောက်လည်းထားလို့မရအောင်ဘယ်လိုလုပ်ကြမလဲကဲအဲ့တော့ရှေ့ကတခုခု ဒီလိုလောက်ကြရအောင် looks တဲ့ကဒါလေးကို height လို့စမ်းကြည့်ရအောင် play နှိပ်ကြည့်မယ် play နှိပ်ကြည့်တော့ဘာမှတော့မပေါ်တော့ပန်းစည်းလည်းမပေါ်တော့ဘာမှမပေါ်တော့ဘယ်လိုလောက်ကြမာနေပြီနော်မာနေပြီโอเค အဲ့တော့ touching cat ကိုရပြီပြီးရင် change course effect ကို100လုံးလိုက်တယ်ပြီးရင်တို့က height လုံးပြီးတော့ create clone of myself လုံးလုံးလိုက်တယ်နော်ကဒါမှနေပြီကွာကဲဒီမှာဒီဟာလေးကိုကြည့်ရအောင်ဒီဟာလေးကြည့်ရအောင်ဆရာကဒီ change course ghost effect by 100ကိုဒီဟာမသုံးတော့ဘယ်နဲ့ သူ့ကိုဘယ်တဲ့ထည့်လိုက်မလို့ဆိုတော့ repeat တဲ့ထည့်မယ် repeat 10 10ချိန်လုပ်မယ်တဲ့ change ghost effect ကို10ပဲလုပ်လိုက်မယ်ဆိုလိုချင်တာဒီ10ကို10ကပြောင်းလိုက်မယ်ဆိုတော့100ဖြစ်သွားမှာအဲဆိုပျောက်သွားမှာပါကဲတရားလေးခဏပြန်ကစားကြည့်ရအောင် play ကဲနော်ဒီထိမှန်နေပြီပေါ့ပျောက်သွားပျောက်သွားမှာလှတယ်ဘလို့လေးလှတော့ဆိုတော့ပန်းသီးလေးဖြည်းဖြည်းလေးပျောက်သွားတာပြန်ကြည့်နော်အစောပိုင်းပုံစံနဲ့မတူတော့ ပန်းသီးလဖြည်းဖြည်းချင်း30ဆိုတော့တီးဆိုဖြည်းဖြည်းချင်းပျောက်သွားတာ။အော်ဖြည်းဖြည်းချင်းပျောက်သွားတာ။โอเคเนาะအဲ့တော့20လောက်လိုက်လို့ရှိရင်ပို့ပြီးတော့ဖြည်းမယ်ထင်တယ်။ဟုတ်လား။အဲ့လိုထင်လား။စမ်းကြည့်လေ။စမ်းကြည့်ပေါ့။အာဟုတ်လား။ဖြည်းဖြည်းချင်းပေါ့เนาะ။ဖြည်းဖြည်းချင်းပျောက်တာလား။ okay เนาะแก10เว้ยถ่าไล่ไปยังนี่กว่าเนี่ยกิสาหมอฟูเนาะตะกระเด100ဖြစ်တာဗောနော်โอเคโอเคအဲ့တော့ change goes offered by 10အဲ့ဒါပြီးတို့က height လောက်ကြည့်မယ် height လောက်လိုက်ပြီး okay เนาะ height လောက်လိုက်ပြီး maybe hmm ပြောက်သွားပြီဒီတိုင်းပဲ height နဲ့ဘာမှမဆိုင်သေးဘူးလို့ယူဆရမယ်ကဲ create clone of myself ကိုတော့ကြည့်မယ်အဲအောက်မှာထားကြည့်မယ် play name မယ်နောက်တစ်လုံးပေါ်ပြီအာနောက်တစ်လုံးပေါ်သွားပြီတတတတတကဲကြည့်အောင် တလုံးစားမယ်နော်တလုံးပေါ်မယ်ဟာဟုတ်အောင်မတလုံးပေါ်သွား yes that's it တလုံးပေါ်ပြီကွာစနစ်စသုံးစလေးစငါစချောက်စခွန်စရှိစကိုမီရောမီရော20 20ဆိုပြီးရမှာဟုတ်တယ်ဆက်စားလို့ရနေသေးရဆက်စားလို့ရနေသေးရဘယ်လိုလုပ်မလဲဩပြီးရမှာဒါဆိုရင်အဲ့တော့20ပြီးရတဲ့ဘာလုပ်ရမလဲ ဖန်တီပြီးသွားနေဆရာတို့ကဒီကောင်ဘာလုပ်ရမလဲဒီကောင်ပြီးသွားပြီဆိုတော့ဒီ20ဒီကောင်ကြီးပြီးသွားပြီเนาะဒါတရားပြီးသွားပြီဆိုတော့ ਨੇ တို့ကဘာလုပ်ရမလဲဒီကောင်ကို delete clone လုပ်ရမှာပေါ့ဒီကောင် delete clone နေပါလုပ်ရမှာပေါ့เนาะအဲ့တော့လောဆယ်ဒါလေးခဏထားဒီအဆင့်တီရပြီဒီအဆင့်တီရပြီဆိုရင်ဆရာတို့ခဏနားလိုက်အောင်မယ်ဒီသင်ခန်းစာ20မိနစ်တောင်ကြာသွားပြီအဲ့တော့ဒီသင်ခန်းစာမှာဆရာတို့ဘာတွေလုပ်ရတော့အဲ့ဒီ touching touching cat ပါမယ်เนาะဒီကောင်ပန်းသီးလေးစားတာပါမယ် create clone ဆိုပါမယ်ဒီလောက်ထိသွားမယ် now part 6နောက်တစ်ပိုင်းကျမှပို့ပြီးတော့အဆင်ပြေအောင်စကြိုးစားမယ်အဲ့တော့ဒီဟာလေးကိုဆရာကဖြောင်းလိုက်မယ် save လုပ်မယ် save လုပ်ပြီးသူ့ဘယ်လိုလုပ်မလဲ part 5လို့နာမည်ပေးလိုက်မယ် save replace လုပ်လိုက်မယ်တော့တအားသမီးတို့တော့ရှိချင်မှရှိမယ်ကဲအဲ့တော့ဒီ code လေးတွေကဒီလိုလေးပါ၃ခုပဲရေးလိုက်ပါတယ် โอเคဗျာကျေးဇူးတင်ပါတယ်အဲ့တော့တတိယချက်ချက်လစ်ကျင့်တော့ဒါလေးကိုအလူရေးနေအောင်ကြိုးစားပါ Have a lovely guys bye bye